ရာသီတစ်အဖွဲ့အပွဲမှာအချင်းလင်း United နဲ့တွေ့တာကြောင့်အပိုင်သုံးမှတ်ပဲလို့တွက်နေကြတဲ့ Arsenal ပရိသတ်များပရိသတ်များလုံးပဲမိလာများရှေးဟိုအိုင်ဘက်ခွန်ရှေကို online အချင်းကနေပြန်လဲကြိုးလိုက်ပါရင် Arsenal ပရိသတ်တွေကတော့လာမယ့်ရာသီတစ် Premier League အဖွဲ့အပွဲမှာ Manchester United အသင်းနဲ့တွေ့ဆုံနေတဲ့အပေါ်ပြောလို့မဆုံးတပြုံပြုံဖြစ်နေကြပါရင်ပြီးခဲ့တဲ့ရာသီက Premier League မှာ assist 15နဲ့ဇာတင်းကြရတဲ့အသင်းဖြစ်တာကြောင့်အချင်းလေးလို့မှတ်ယူနေပုံရပါရင်မှတ်ယူလဲမှတ်ယူခြင်းစရာကောင်းလာအောင် United တို့ကတိုင်ပတ်လို့ရိုင်းထွက်နေကြတာပါဒါပေမဲ့ဒီနေရာသီမှာပြင်ဆင်ပြောင်းလဲမှုတွေများစွာပြုလုပ်ထားတာကြောင့်သတိတော်ထားဖို့လိုအပ်မှာပဲဖြစ်ပါရင် အာဆင်နယ်ယူနိုက်တက်ဆိုတာမီဒီယာတာဗီလို့တင်စားခေါ်ဝေါ်ရတဲ့အထိပြိုင်ဆိုင်မှုကပြင်းထန်တာပါပေးတဲ့တီချားမှလည်းတူကိုတူကြော်ရင်ကြုံလို့စားနောက်လေးရှိပြီးအကြောမခံကြဘူးဖြစ်ပါရင်အခုလိုမျိုးစောစီးတွေးဆောင်နေတာကြောင့်ပရီးမီးယားလိအဖွင့်ပွဲမှာတင်လေးလေးတမုံတိုင်မှာမြင်အောင်ပါသေးတယ်ရှုပ်တဲ့အသင်းကတော့စကောသင်းဖန်နေတဲ့သတိကွက်တဲ့ပက်လက်မျိုးမှာဖြစ်ပြီးယာဒီအဆမှာတင်ပူပိတ်သွားအောင်မှာလည်းဖြစ်ပါရင်နိုင်တဲ့အသင်းကတော့နောက်လာမယ့်ပွဲတွေအတွက်စိတ်သက်ခွန်အားရသွားမှာပဲဖြစ်ပါရင်အာဆင်နယ်နဲ့ယူနိုက်တက်တို့ဟာပရီးမီးယားလိအသင်းတွေထဲမှာယာဒီအဖွင့်ပွဲချက်အများဆုံးအသင်းတွေလည်းဖြစ်ပါရင်တစ်သင်းလုံးအသင်းကြီးတွေနဲ့ကြီးတွေ့နေတာလုံးဝမချောင်ပါဘူး တကယ်တဲ့ရာဒီမှာအစင်းနဲ့ဒုတိယလူအဖြစ်နဲ့စက်သိန်းကြီးရတဲ့စင်မြန်ကြီးတို့လေးတဲ့အကွမ်းဒုတိယလူမဖြစ်ချင်းရာဒီအစမှာအဖွင့်လာနိုင်ဖို့ကြိုးစားရပါပါစင်မြန်ကြီးရဲ့ရာဒီအစအဖွင့်၅ဘွဲကတော့အဖွင့်ဘွဲမှာဂိမ်းမှုတို့အဝေးကွက်မှာသွားကစားရမှာဖြစ်ပါရင်စင်မြန်ကြီးတို့နောက်ဆုံးအကြိမ်ဩကက်စတရာတော့အော်တရဖို့မှာသွားကစားစဉ်တော့ကတော့ HM မှုတို့ဖြစ်အောင်လုပ်ခံခဲ့ရပြီးဒီချိန်မှာတော့အဲ့လိုမဖြစ်အောင်ကစားရတော့မှာဖြစ်ပါရင်စင်မြန်ကြီးတို့ရဲ့ဒုတိယမြောက်ဘွဲကတော့လီယူနိုက်တက်ကိုအိမ်ကွင်းမှာအခက်ကစားရမှာဖြစ်ပါရင်ချန်ပီယံဖြစ်ချင်တဲ့အသင်းဆိုတာဒါမျိုးပွဲတွေမှာအမှန်ရှော့လို့မဖြစ်တဲ့အပြင်အနိုင်ကန်နိုင်ဖို့လိုအပ်မှာဖြစ်ပါရင် ။စင်မိန်တို့ဟာပွဲစဉ်သုံးမှာတော့ FA မှာဂျိုးကြလေးလေးနဲ့အမှန်အကန်ကြီးကစားရမှာပါ။လက်ရှိချန်ပီယံဂျိုးကြလေးဖန်နေနေနဲ့စင်မိန်ကြီးဖန်နေချားမှာရန်စာလေးတွေရှိလာတာမို့ဒီပွဲကလည်းပွဲကြီးပွဲကောင်းဖြစ်လာမှာဒေချာပါရင်ပွဲစဉ်လေးမှာတော့စင်မိန်ကြီးဟာတောအုပ်ကြီးတို့ကိုအိမ်ကွင်းမှာကစားရမှာဖြစ်ပါရင်စင်မိန်ကြီးရဲ့ပွဲစဉ်ကနိုဘူးပွဲစဉ်6ကရဲလိုက်ကြီးနဲ့ဝင်းဝင်းပွဲစဉ်တို့ဖြစ်ပါရင်စီမံကြီးတွေလိကတွေကြံဝဲတွေကခက်ခဲမဲ့ပွဲစဉ်တွေကြီးပဲမို့အမားခံလို့တော့မရဘူးလေဖြစ်ပါရင်တော့မှာတော့ဂိမ်းမှုတို့ကအဖွဲ့ဝဲမှာစီမံကြီးတို့နဲ့ကစားရမှာဖြစ်ပြီးပွဲစဉ်တွေမှာတော့ဖူအန်အသင်းကိုဝဲခွဲမှာသွားကစားမှာဖြစ်ပါရင် ွဲစဉ်သုံးမှာတော့ဂိမ်မှုတို့ဟာဘန်လီနဲ့အင်ဂွမှာကစားမှာဖြစ်ပြီးအဲဒီနောက်စီမိန်တို့ဟာပွဲစဉ်လေးမှာနိုဘူးကိုအဝေးကွဲမှာမန်ချက်စတာဒါဘီတွားရောက်ဆင်နေရမှာဖြစ်ပါတယ်။ပွဲစဉ်၅မှာတော့ညီမလေးတို့နဲ့တွေ့ရမှာဖြစ်ပြီးအင်ဂွမှာကစားရမှာဖြစ်ပါတယ်။ဂိမ်မှုတို့ကလည်းအဖွဲ၅ပွဲမှာ၃ပွဲကအသင်းကြီးတွေနဲ့ဖြစ်နေတာမို့ပွဲကျစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။စီမံကြီးနဲ့ဂိမ်းမှုတို့ထိတိုင်းတွေးဆုံပွဲမှာဘယ်အသင်းကစားသွားမလဲဆိုတာကစိတ်ဝင်စားဖို့ရကောင်းပါတယ်။လက်ရှိမှာတော့နှစ်သင်းစလုံးဟာအပြောင်းရွှေ့ဈေးကွက်မှာကစားမသည့်ခေါ်ယူအားဖြည့်ဖို့ဟာလုံးဝလျက်ရှိနေပါတယ်။လက်ရှိမှာတော့စီမံကြီးတို့ဟာတိုင်းစစ်ပိုင်းကိုအင်အားဖြည့်တင်းဖို့ပြင်ဆင်နေပြီး ကစားမများစွာနဲ့အတန်းထွက်လွှဲရှိနေတာပါဆင်မြန်ကြီးအနေနဲ့ရိုဒီဂိုနီကိုဝီလျံဗန်ဂျမင်းဆက်ခိုပီတာဂျူကားလေးလိုလိုစားရကစားမတွေကိုလိုက်လျက်ရှိပြီးတော့တူးမှရောက်မလာသေးဘူးဖြစ်ပါတယ်မာလီဆိုမီမန်နီကိုခေါ်ယူထားပြီးသားပြောနေပေမဲ့အခုချိန်ထိဂျာစီမွေးပြသေးတာကြောင့်ယူလို့မရသေးဘူးဖြစ်နေပါတယ်တပတ်ကခင်မှုတို့ကတော့ဒီနေရာဒီမှာပထမဆုံးသားမခေါ်ယူမှုဖြင့်မာတီရဲ့ကိုညာကိုဝင်းဝလီလေးစီကနေပေါင်52တန်းနဲ့အပြည့်ထားပြီးဖြစ်ပါတယ်အန်မိုမိုအေဂီဒီယာတို့လိုကစားမတွေကိုလည်းထပ်လိုက်လျက်ရှိနေပါတယ်ဒီနေ့အသင်းပရီးမီးယားလိဖွင့်ပွဲမှာဘယ်အသင်းရလဲကောင်းမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲနောက်နေ့မှလည်းအာခစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေဒီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ